بسم اللہ الرحمن الرحیم الحمدللہ چنورو آپ کی اردو یہ تینگن دستے سے گوپا مافے بارے دی جی تینگن ہما چارو چنورو لگتے ہیں نیمو لگتے ہیں وہ سورے سکاروے گوپلو سیلے رانے پتہ بھی پا مافے بارے အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် should ရဲ့တန်ခမ်းတာပေါ့ဥပမာပြန် what should we do ကျွန်တော်တို့ဘာလုပ်သင့်လဲ you should go now အတန်ခုသွားတဲ့နေဒီလိုမျိုးပေါ့နော် we should study ဟိုလိုလိုကျွန်တော်တို့ဟိုလိုလိုတန်ယူတဲ့နေဖတ်တဲ့နေအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးစကားတွေကိုစီဖို့အတွက်ကျွန်တော်တို့ဘာကရိယာဆိုတဲ့စကားလုံးရအောက်မှာဂျာဟီဆိုတဲ့စကားလုံးကိုထည့်ပေးရမယ်တဘောပေါက်ပြီနော်ဥပမာပြန် karna khana pina jana ဒီလိုကရိယာတွေရှိတယ်ဒီကရိယာတွေရအောက်မှာကျွန်တော်တို့ဂျာဟီစကားလုံးကိုထည့်ပေးရုံပဲဥပမာပြန် मुझे खाना चाहिए

တူဂျီကိုတေရာဒီလိုမျိုးနန်ဇာ၃မျိုးဖတ်ခဲ့တယ်အေးအေးကနေအလေကမျောစာနန်ဇာကိုအသုံးပြုရမယ်ပြောရမယ်ဆိုလို့ရှိရင်ကိုအတိတ်ပဲပြည့်တဲ့အေးအေးဒီနန်ဇာကိုတုံရမှာပေါ့နော်မူဂျီကိုကျွန်ုပ်ကိုဟမ်ကိုကျွန်တော်တို့ကိုတူဂျီကိုမဲကိုနဲကိုဒီလိုမျိုးအမျောစာနန်ဇာတွေကိုအသုံးပြုရမယ်တပတ်ပေါက်ပြီနော်အဲ့တော့ဆရာဒီမှာဥပမာလေးရေးပေးထားတယ်ဒီဥပမာလေးဖတ်ရင် position သွားမှာပေါ့နော်

انسان کو صبر کرنا چاہیے انسان کو صبر کرنا چاہیے لورے دی صبر لوگ تینے انسان اڈے بے لوتا بنو صبر کرنا دے بے صبر لوگ دی اے اے دی صبر کرنا کیا یہ انہا ہوا چاہیے سگالوں ٹھے لگ دے صبر لوگ تینے علمیہ دے, دے بے یادو آبی بنو یہ رو انسان کو صبر کرنا چاہیے انسان دی دے دی صبر لوگ تینے نوٹ جاؤں بچوں جھگڑا نہیں کرنا چاہیے بچوں جھگڑا نہیں کرنا چاہیے یہ دی بچوں دیا گا تب بنو کھلے گو خو نو بچوں بھی جھگڑا نہیں کرنا چاہیے

نہیں چاہی کرنا چاہیے بروں کو عزت کرنا چاہیے بروں کو عزت کرنا چاہیے بروں کو لوجی گو لے جا تین بروں برو دیکھ بے لو جی رو برہ گا بروں دیا لو جی روے, روے نو عزت کرنا دیکھ بے لے جا دی عزت کرنا کیا دو چاہیے سکالوں ٹھے لگ دے تین دی سورے یا عزت کرنا چاہیے ہمیں کیا کرنا چاہیے چنوڑو بالوگ تین لے رہو ہمیں, ہم. ہمیں ہمارا တဘောပေါက်ပြီနော်ဟာမင်းကျွန်တော်တို့မှာကြာကရဏကြာရေးဘာလို့သိမ့်လဲဒီဟာမေခွန်စာကြောင့်ဖြစ်တယ်နော်အဲ့တော့ကြာဆိုတဲ့မေခွန်စကားလုံးကိုကျွန်တော်တို့ဘယ်နေရာမှာထည့်သုံးကားမလဲဒီဟာတွေကျွန်တော်တို့အရင်ကတည်းကဖတ်ပြီးသွားပြီဗမာစကားမှာဒီအဲဘာလဲဆိုတဲ့စကားလုံးကိုဘယ်နေရာမှာထည့်သုံးခဲလဲဥရုဒုစကားမှာလဲကွတ္တိအေဒီနေရာမှာပဲထင်မယ်တဘောပေါက်ပြီနော်အဲ့တော့ကရဏဒီဟာကရိယာဖြစ်တဲ့အဲ့ဒီကရဏရအနောက်မှာကျွန်တော်တို့ကြာဟေးဆိုတဲ့စကားလုံးကိုထည့်လိုက်တယ်တဘောပေါက်ပြီနော်ဟာမင်းကျွန်တော်တို့ကြာဘာကရဏ چاہیے لے نا ہمیں کیا کرنا چاہیے چنورو بالکین لے نوٹ جاؤ کس کو جانا چاہیے کس کو جانا چاہیے دیالے میں گھو سا جم کس کو دیکھ بے بتو گو جانا چاہیے دیکھ بے تو آتین لے جانا دیکھ بے تو آدھی اے اے دی جانا کریا یا نو ماں چنو لو چاہیے سکالوں کو لگ دا تب گیا تباہ وینو کس کو جانا چاہیے بتو تو آتین لے جاؤں گا چاہ رہو آپ کو زبردستی نہیں کرنا چاہیے آپ کو زبردستی نہیں کرنا چاہیے آتن دی اچھے ملک تیمبو زبردستی کرنا دیکھ بھے اٹھنے اچھے انجے ساجاؤں سورو نہیں سورے سکالوں لارا بنو پھر کرنا سورے سکالوں گا کریا اے اے کرو اچھا چاہیے نا آپ کو زبردستی نہیں کرنا چاہیے اتنے دی. اتنے اچھے တော့လာလို့တော့ねကျွန်တော်တို့ဒီတပိုက်လေးသဘောပေါက်ပြီလို့ထင်ပါတယ်ဆရာဒီမှာခက်ဆက်တွေရေးပေးထားတယ် alvas kalimat mufradat check လို့ခေါ်လို့ရတာဗောနော် shohar shohar တိုက်ပဲ campon ယောက်ျားဗောနော် english လို့ပြောမယ်ဆိုလို့ရှိရင် husband နောက်တစ်ခုက biwi biwi အတိတ်ပဲဇနီးဗောနော်မိန်းမဗောနော်နောက်တစ်ခုက damat damat အတိတ်ပဲသမက်ဗောနော် damat ဘဟုဘဟုဘဟုအတိတ်ပဲရွှေမဗောနော်ဘဟုရွှေမ နောက်တစ်ခုက ससुर ससुर အဓိပ္ပာယ်ယောက်ခတိပေါ့နော် ससुर ယောက်ခတိအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် father in law ပေါ့နော်နောက်တစ်ခုက kissa kissa အဓိပ္ပာယ်ပုံပြင်ကာဟာနီကာဟာနီအဓိပ္ပာယ်လေပုံပြင်ကာဟာနီကာဟာနီအဓိပ္ပာယ်လေပုံပြင်အကြောင်းအရာ kissa အဓိပ္ပာယ် kissa နဲ့ကာဟာနီနဲ့အတူတူပဲ kissa ကာဟာနီပုံပြင်အကြောင်းအရာကိုကျွန်တော်တို့ kissa ကာဟာနီလို့ခေါ်တယ်ပေါ့နော် မွာမလအဓိပ္ပာယ်ကိစ္စကန္တအလိုမျိုးအဓိပ္ပာယ်နော်မွာမလကိစ္စကန္တနောက်တစ်ခုက landing landing အဓိပ္ပာယ်အယောင်အဝေးလေးပြောလို့ရတယ် landing အဓိပ္ပာယ်အပေးအယူပေါ့နော်ဆက်ဆင်မှုအဲ့ဒါကိုလည်း landing လို့ခေါ်လို့ရတယ်နော်နောက်တစ်ခုကကြတော့ carobar carobar အဓိပ္ပာယ်အလောက်အကိုင်း carobar အလောက်အကိုင်းနောက်တစ်ခုကကြတော့ခူဘူဆူရတ်ခူဘူဆူရတ်အတိတ်ပဲလာပါတော့ခူဘူဆူရတ်လာပါတော့ဘတ်ဆူရတ်ဘတ်ဆူရတ်မလာတော့ဘတ်ဆူရတ်ယုတ်ဆူတော့ နောက်တစ်ခွက်ကြတော့ဟာစီခွန်ရှိဟာစီခွန်ရှိအတိတ်ပဲပြောပြောရှင်းရှင်းနောက်တစ်ခွက်ကြတော့ဂါရဘာဂါရဘာအတိတ်ပဲအိမ်ချင်းဂါရတိတ်ပဲအိမ်ဘာရအတိတ်ပဲဒီမှာခြံကိုပြောလို့ရှင်းတာပေါ့နော်ဂါရဘာတွေးပြီးသုံးရတာအိမ်ချင်းအလိုမျိုးအတိတ်ပဲပေါ့နော်နောက်တစ်ခွက်ကြတော့ကာမကာဇကာမကာဇအတိတ်ပဲလေအလောကကိုင်းဂါရဘာနဲ့ကာမကာဇနဲ့အတူတူပါပဲနော်ဒီဘက်မှာလည်းရှိတယ်စာမန်စာမန်အတိတ်ပဲ အရာဝတ္ထုအုပ်ဆက်ပစ္စည်းစာမဏဒိဗ္ဗေအုပ်ဆက်ပစ္စည်းကပ္ပရာကပ္ပရာဒိဗ္ဗေအဝဆာကပ္ပရာဒိဗ္ဗေအဝဆာနောက်တစ်ခုကကြတော့ကုရတာကုရတာဒိဗ္ဗေကျွန်တော်တို့ဝတ်တဲ့ကုရတာပေါ့နော်ကုရတာရှဲအန်ဂျီပေါ့နော် တူပီ တူပီအဒိဗ္ဗေအုပ်ထုပ်တူပီအုပ်ထုပ်လီဘတ်လီဘတ်အဒိဗ္ဗေဝတ်စုံအအဝဆာအလိုပြောလို့ရတာပေါ့နော်ဝတ်စုံပေါ့နော်လီဘတ်နောက်တစ်ခုကကြတော့ပိုင်ဂျာမာပိုင်ဂျာမာဆိုတာကဘောင်းဘီကိုပြောတာပိုင်ဂျာမာဘောင်းဘီနောက်တစ်ခုကကြတော့ chappal chappal adai be phane chappal phane now to kho ja ro jota jota so ra ga bok phane go kho re jota bok phane chappal ja ro de dai yo yo phane bano chu phane do ba ro go chappal lo kho re no now to jong ga ja ro uniform uniform di saka lo nga english saka lo no uniform bano wezong bano now to kho ja ro lungi lungi so ra ga chano ro wet de lungi pasu bano now to kho ja ro baniyan baniyan so ra ga switch je bano english lo pyan yin underwear lo kho re baniyan switch je နောက်တစ်ခွက်ကျတော့ဇက်တီဇက်တီဆိုတာကအတွန်းခံကိုခေါ်တယ်ဗောနော်ဒီကလည်း underwear ဗောနော်အတွန်းခံကိုကျွန်တော်တို့ဇက်တီလို့ခေါ်တယ်နောက်တစ်ခွက်ကျတော့ moza moza ဒိဗေလက်အိတ်ဗောနော်အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်ဒီကို sock လို့ခေါ်တယ်လက်အိတ် moza တဘောပေါက်ပြီနော်အဲ့တော့ inshallah ကျွန်တော်တို့နောက်တစ်ပိုက်ကိုနောက်တစ်ခွက် recording မှာဆက်ပြဖတ်ကြမှာဗောနော်